အားလုံးပဲမင်္ဂလာပါနော်ကောင်းဆက်တဲ့နေ့ထာနာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ဗမော်မှာ KIA ပြစ်ချလိုက်တဲ့ရဟတ်ရင်နဲ့ပတ်သက်ပြီးဦးမျိုးထိုက်တန်တင်ဆက်လက်တင်ပြလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီဘက်မှာဦးထိုက်တင်ကဘလို့ကြောက်ရင်နဲ့ပတ်သက်ပြီးတင်ပြပြောဆိုထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့နေ့ထာနာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဲဒီနေ့ကျွန်တော်ပြည်သူတွေသတင်းကောင်းတွေကြားရတော့ကျွန်တော်ပြည်သူတွေလည်းတော်တော်ပျော်နေကြပါပဲเนาะသတင်းကသတင်းကောင်းတွေများကြည့်ဖို့เนาะသတင်းကောင်းတွေကချိုးအေးပြီးတော့မွေးပြီးတော့เนาะတကယ်ကိုနဝင်ပြန်ရရှိလာတယ်ဗျာခုတနေ့ကတပည့်ရင်းမှာကျွန်တော်တို့တွေမျက်ရည်ကျခဲ့ရတဲ့ဟာတွေเนาะ ယနေ့ PIA ကပဇင်း၃ကောင်ကင်လိုက်တယ်။နှကောင်းတော့ကောင်းကောင်းကြီးထိပြီးတော့လုံးဝပြတ်ကျသွားတယ်။ဒါကျွန်တော်ပြည်သူတွေလည်းသတင်းတွေထဲမှာတွေ့ပြီးတော့ပျော်နေလောက်ပါပဲ။အပျော်တွေကူးစက်ကြတာပေါ့။အပျော်တွေဝီမြကြတာပေါ့ဗျာနော်။အဲ့ဒီပဇင်း၃ကောင်ထဲမှာဆိုရင်တက်လာတဲ့မီဒီယာသတင်းတွေအရ viewer မှုဆိုတဲ့စကားပါပါသွားတယ်။နော်။အဲ့တော့နှစင်းလုံးကပြတ်ကျသွားတာပေါ့။ထိထိမိမိကြီးကိုပဇင်းကိုကင်ပလိုက်တာ။နော်။ဆိုတော့ ဒါအပြင်ပစင်းပေါင်းတဲ့ကောင်တွေပါပါသွားပြီပေါ့ဗျာနော်ဘလောက်ဝမ်းသာစရာကောင်းတဲ့တရင်လဲဘလောက်ပျော်ရွှင်စရာကောင်းတဲ့တရင်လဲနော်နောက်တစ်ခါပြီးခဲ့တဲ့နှစ်ရက်လောက်ကကျွန်တော်ပြည်သူတွေမှတ်မိမှာပေါ့ Brave Warrior for Myanmar နဲ့မဟာမိတ်တွေက K2 မတီတောင်ကူလီတက်စကန်ဌာနချုပ်ကိုကင်လိုက်တာ Jet Fighter ကနှစ်စီးနော်နောက်တစ်ခါကျတော့ Y18 ကအဲ့ဒီလေကဒဇင်း ဒါပြင်တို့ရှိရဒုမိုမူကြီးအဆင့်ကနှကောင်းဘူကြီးဆင့်ကနှကောင်းနဲ့အာသာအဆင့်က6ကောင်လောက်နဲ့တူတယ်အားလုံး10ကောင်လောက်လေမာလကီရသွားတယ်ဒီချိန်ဆိုလို့ရှိရင်မာလာအကြံပတ်စက်တက်ထဲမှာလောင်နေလောက်ပြီသူ့ရဲ့အယိုးကైစခါတွေလည်းလောင်နေလောက်ပြီ တကယ်ကိုနော်ဒီနေ့မင်္ဂလာရှိတဲ့သတင်းတွေဇက်တိုက်ကြားနေရတယ်။ဘောလဆိုသူတို့ရဲ့ဗမော်ကအချိန်မကောင် KIA ကဝိုင်းပတ်ပိတ်ဆို့ထားတဲ့အချိန်မှာသူတို့ရဲ့စခအသစ်တွေလက်နက်ခဲယမ်းကအစအကုန်လုံးကလေချောင်းကလွဲလို့သူတို့ဘာမှမရှိတော့ဘူးလို့ကျွန်တော်သတင်းတွေမှာဖတ်ရတယ်။အဲ့တော့လာပြီးတော့သူတို့နော်ဒဏ်ရတဲ့စခတွေတဲထုတ်တာတို့အသက်လာပူတာတို့လက်နက်ခဲယမ်းချတာကလေချောင်းကပဲလုပ်လို့ရတယ်။အခုလေချောင်းကလာတဲ့ဟာကိုပစင်းမှာกินပလိုက်ပြီနော်။၃စင်းကို၃စင်းလုံးกินတယ်၂စင်းကတော့လုံးဝပစင်းနဲ့ကောင်းကွာပြတ်ကြသွားတယ်။ ဒါပြရိုက်ကမှပါတဲ့ပြူအောင်မှုဆိုတဲ့စက္ခဟောနော်တို့ရဲ့ပဇင်းမောင်းတဲ့ပိုင်လော့တွေကအကုန်လုံးမလကီရသွားတယ်အဝီစီကိုဗီဇာမလိုဘဲနဲ့ချက်ချင်းတက်ရပါလုံးဝကောင်းတဲ့နေပြမင်္ဂလာပါဗျနော်တကယ်ကိုကောင်းတဲ့နေတရင်ကောင်းနေနော်တရင်ကောင်းနေဆိုတော့တကယ်တကယ်ကျတော့ရန်သူကယနေ့အချိန်ထိတက်ဆိုးရှည်နေတာအဲ့လေဓာတ်ကြောင့်ရန်သူရဲ့အဲ့လေဓာတ်ကအဲ့ဒီငတ်ကြီးငတ်တိုက်ကြီးပဇင်းနေလရတွေကို ကောင်းကောင်းကြီးဥချိုးပြီးတော့ရှင်းပြထားနိုင်လို့ရှင်ဒေသတွေကောင်းနေမလို့နေလာညလာတကောင်းနေပြုတ်မှာပဲမြန်မာပြည်အနေနဲ့မှာကုရီဘက်ကနော်အစင်သင်းရှိနေဒီဘက်ကကြာအရှိတောင်ပိုင်းကဖတီတို့ကလည်းကျွန်တော်တို့ဝန်လေးဝါပြီးတော့တမြုံမြုံနဲ့စကန်းတွေတစ်ခုပြီးတစ်ခုသိနေတာဖတီတို့ကဒီအချိန်ကိုစောင့်နေတာဖြစ်မယ်ဗျာသိလားနော်ကွန်လေးဝါပြီးတော့တမြုံမြုံနဲ့သိနေတာမော်ဖိုးကေတော်မှနိုင်ပိုင်းနဲ့သိပလိုက်တယ်ဆိုပဲနော်အောင်ဆောင်ကလိုက်ပါနော် တခါကျွန်တော်တို့အေအေကလည်းထပ်ပြီးစကန်းတည်းတည်းသိနော်တခါကျွန်တော်တို့ရုပ်ဝကျိုးဘဘက်မှာလည်းထုံဒီလကောက်တကယ်ကိုတရေကောက်နေဇက်တိုက်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 ကြီးကြားနေရတယ်အဲ့တော့ဒီဒေါ်လာကြီးအောင်ဖို့နော်ကျွန်တော်တို့အဆုံးသတ်တိုက်ပွဲဆိုတာကအဓိကအဲ့ကောင်တွေကိုကျွန်တော်တို့ကဖြတ်ဖို့အဓိကပဲဒီကောင်တွေလေဓာတ်ကကောင်တွေနော်လေဓာတ်ကိုရန်သူရဲ့လေဓာတ်ကိုကျွန်တော်တို့ကအမြင့်ဖြတ်နိုင်လို့ရှိရင်ဒီကောင်တွေဘယ်ပြေးမလဲနော်ဘယ်ပြေးမလဲမရပါဘူးကျွန်တော်တို့ စစ်ပွဲတွေကိုကြည့်ကြည့်ဒုတိယကဘာစစ်ဆိုလဲအဲ့လိုပဲအဓိကကလီချောင်းကနေပြီးတော့လီဒက်အားသာတဲ့ကောင်တွေကလီချောင်းစုဖို့မှုယူဖို့ကြိုးစားတာပဲနော်အီရတ်စစ်ပွဲကိုကြည့်ရင်လည်းထိုနည်းလကောင်းပဲလီချောင်းကပဲအဓိကသူတို့ကယူကြတာမဟာဗျူဟာမြောက်ပေါ့ဗျာသူတို့ကလီဒက်ရှိနေအောင်အဲ့တော့ကိုရီဘက်ကအခုတိုင်မယ်နော် KI ဆိုတာအချင်းမဟုတ်ဘူးနော်ဂျက်ဖိုက်တာတော့ပြစ်ချနိုင်ခဲ့ဘူးတဲ့မစင်လာရှိတယ်ဒီနွေဦးတော်လိုင်းမှာအခုကပစင်းက KI ရက်ကင်တာတကောင်ကြီးတကောင်မနေဘူး တကကျွန်တော်တို့ brave warrior for မြန်မာကနော်နောက်တကကျတော့ကျွန်တော်တို့သူနဲ့မဟာမိတ်အဖွဲ့တွေရှိတယ် proper credit ကိုကျွန်တော်တို့ပြီးတယ်ငှက်တိုက်ကိုရှင်းနိုင်တယ်ဆိုတော့အဆင်ကနည်းတော့မဟုတ်အဲ့ဒီမှာ jet fighter နော်တောင်ကူ K2 မတီလေတဲ့စကန်က jet fighter နှစ်စီးနဲ့ Y18 တစီးဒါအပြင်ကိုကျွန်တော်တို့နော်ဒါအပြင်ကျွန်တော်တို့ဒီအဲ့ဒီလေတဲ့စကန်ထဲမှာပဲနော်လေတဲ့ကမဝဲရသေးဘူးလကားတွေဒုပမူကြီးအဆင့်နှစ်ကောင်နဲ့ဘူကြီးအဆင့်နှစ်ကောင်နဲ့ဒါကကျွန်တော်တို့ဒီ other အဆင့်6ကောင်လောက်မလကီရသွားတာ ဒါလည်းကျွန်တော်တို့ Brave Warrior for Myanmar ကိုကျွန်တော် Brother Credit လုံးဝကိုပေးတယ်။ဒါအပြင်ကိုကျွန်တော်အနေနဲ့ဆော်ဩကျင်တာကဒီ Brave Warrior for Myanmar နဲ့နော်ဒီ mission တွေကိုပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့တွေကိုဝိုင်းပြီးတော့ဝင်းရံပေးကြဖို့ဝိုင်းပြီးတော့ထောက်ပံ့ပေးကြဖို့ကူညီပေးကြဖို့လူဒန်းပေးကြဖို့ထောက်ပံ့ပေးကြဖို့ကျွန်တော်အနေနဲ့ဆော်ဩလုပ်တယ်နော်ဆိုတော့သူတို့လုပ်လိုက်တဲ့ mission ကြီးကအကြီးကြီးပဲစစ်တပ်ကတော့ထုံးစံအတိုင်းပေါ့ဗျာနော်စစ်တပ်ကတော့ထုံးစံအတိုင်းသတင်းတွေကိုသူတို့အဲ့လိုမျိုးဟာတွေဆိုဖုံးထားမှာပဲ ဒါမှမဟုတ်တိရဲ့အတိုင်းပဲဖျက်သီးတွေရှိတယ်ဗျာနော်နောက်ဒီဘက်ကနေပြီးတော့ကျွန်တော်တို့ထောက်လန်းနေတဲ့သတင်းတွေရှိတယ်ဗျာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုလို့ရှိရင် CDM ဘူကြီးစင်အောင်ဆိုလို့ရှိရင်ပုံမှန်သတင်းတွေတင်တာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့သူဆိုလို့ရှိရင်လည်းချီးကျူးစရာကောင်းတာကဒီဇိုင်းမမတ်ကိုစီရေးသုံးသက်ချက်တွေကိုတင်ပေးနိုင်တာနော်နောက်ဖျက်သီးသတင်းတွေတင်ပေးနိုင်တာဒါကချီးကျူးစရာကောင်းတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီ CDM နော်ဘူကြီးစင်ရောနော်သူ့ကိုလည်းကျွန်တော်ပြည်သူတွေအနေနဲ့ဝိုင်းဝန်းပြီးတော့ဝင်းရံပေးဖို့နော်တကယ်လို့ပြန်သူကနေပြီးတော့ ထောက်ဖို့အတွက်နော်အလူခံလာလို့ရှိရင်လည်းဝမ်းပြီးတော့ကျွန်တော်တို့ဝိုင်းကူပေးဖို့ဒီနေရာကနေတိုက်တွန်းခြင်းလဲ။ဘာကြောင့်လဲဆိုတော့ဒီဇိုင်းမှာမှကျွန်တော်တို့စောင့်ကြည့်လာတယ်နော်။စီရီယံဘူကြီးဇင်ရောတကယ်ကိုပုံမှန်ကိုနေ့စဉ်နဲ့ပြန်ရေးလဲရေးနိုင်တယ်။တရင်တွေလည်းရလဲရနိုင်တယ်နော်။ဆိုတဲ့အခါကျတော့နောက်သူ့ရဲ့သုံးသက်ချက်လေးတွေကကျွန်တော်တို့ဒါသူ့ရဲ့စီရေးအမြင်တွေနဲ့ရေးပြီးတော့ပြောဆိုရတဲ့အခါကျတော့ဖတ်ရတာကတော်တော်လေးကိုနော်တော်တော်လေးကို ျွန်တော်တို့ဘုဒ္ဓတရားလေးရတယ်အသိပညာကြီးမျက်စိတွေလည်းပွင့်ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီ CRM လောက်လာတဲ့နော်စက်သားစစ်စစ်တွေအနေနဲ့ဒီလိုမျိုးထဲထဲဝင်ပါဝင်ပြီးတော့ဆက်လက်ပြီးတော့လှုပ်ဆောင်နေရတွေ့ရတဲ့ခါမှာတကယ်ကိုခွန်အားဖြစ်ရတယ်နော်ဆိုတော့ KIA ကစစ်ပြူကကောင်းကောင်းနဲ့ဗမော်ကူတဲ့နော်ဟောအကြောင်းရှိတယ်တဲ့ဆိုတော့ဗမော်သိပြီလို့ရှိရင်အချားနေတွေကအလွယ်လေးဆိုတဲ့တဲ့လေးကျွန်တော်တို့ဖတ်ရပါတယ်ဗျာနော် comment လာရေးတဲ့မိတ်ဆွေကိုလည်းကျွန်တော်ကျေးဇူးတင်တယ်ဗောဗမော်တမျိုးတည်းမှာကိုနည်းနည်းတော့စစ်စခန်းနေမဟုတ်ဘူးပြောတယ်ဗျာတက်လားဆိုတော့ အရက်သားတယောက်ရဲ့အတွေးပေါ့ဗျာကျွန်တော်အရက်သားဘူးနော်စစ်သားမဟုတ်ဘူးအဲ့တော့အတွေးရကျွန်တော်ဖတ်ရတဲ့သတင်းတွေအရဆိုလို့ရှိရင်ဗမော်ဆိုတဲ့မြို့ကစီရင်ရတယ်မဟာဗျူဟာကြတယ်လို့တခါကျွန်တော်တို့စက္ခတွေရဲ့ရှေကုတ်စကန်းတွေလည်းအများကြီးရှိရဲ့သဘောရှိကြဗျာနော်ကြည့်ရတာဗမော်ကြရင်ကချင်ပြည်နယ်တစ်ခုလုံးကြပြီနဲ့တူရဲ့ဗမော်ကြရင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုတဲ့ခွေးတွေရဲ့နော်စက္ခတွေရဲ့တို့ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုတဲ့ဌာနချုပ်လည်းကြမယ်နဲ့တူရဲ့ ဒါကြောင့်လည်းဒီကောင်ကြီးအသေးအတန်ကိုစစ်ကူမပြတ်ဘူးเนาะဒီကောင်ကြီးလှုပ်နေတာဒါပေမဲ့ KIA ကเนาะကချင်ကူကူတွေလှုပ်လိုက်ကြမြည်သွုံမြည်ပုံလှုပ်လိုက်တယ်မသိဒီနေ့မနက်ကတော့နိုးထလာကြတဲ့တရင်ကောင်းနဲ့စပဇင်းတကောင်ကိုအပြက်ကင်ပလိုက်ပြီဆိုတဲ့တရင်အဲ့တော့ဒါတွေကကဘာကိုပြတ်တယ်လဲဆိုတော့ကျွန်တော်တို့ဒီတကယ်လှုပ်ချင်တကယ်တကယ်ဖြစ်ချင်တကယ်လှုပ်ဟုတ်ဖြစ်ရမယ်ဆိုတဲ့ဟာဒါဒေါ်လာရီးကိုเนาะတကယ်ကိုမမှန်ကန်ကန်နဲ့ရှောက်လန်းလို့ရှိရင်အောင်ပွဲဆိုတာကရောက်ကူရောက်အောင်မလွဲအီကန်ဆိုတာကိုကျွန်တော်တို့ပြတယ် အရင်တော့စကားတွေကနော်စကားတွေကသူတို့ကို jet fighter ကိုမပစ်ချနိုင်ဘူးလို့နော်သူတို့ထင်တာပဇင်းကိုမပစ်ချနိုင်ဘူးလို့သူတို့ထင်တာဒါမှမဟုတ်ရှင်သူတို့ရဲ့ငှက်တိုက်တွေကိုမကင်နိုင်ဘူးလို့သူတို့ထင်ခဲ့တယ်သို့တော်ယနေ့လူဦးတော်လိုင်းနဲ့တိုင်းသားတော်လိုင်းပေါင်းဆက်ပြီးတော့ငှက်လည်းကင်နိုင်တယ်လို့ပဇင်းလည်းကင်နိုင်တယ်ငှက်တိုက်တွေလည်းကင်နိုင်တယ်လရတွေလည်းရှင်းနိုင်တာကိုကျွန်တော်တို့တွေ့ရမယ်အခုဆိုလို့ရှင်ဟိုမှာတပည့်ရမှာဘုံကျဲခဲ့တဲ့နော်လရတွေကျွတ်ကျဲပြီးတော့ကြောက်ချီးပန်းနေတဲ့အတွက် မလာဦးဆိုတာတို့နေပြီးတော့လာခေါ်လာနေပါဆိုပြီးတော့ခေါ်ထားရတဲ့အဆက်ဒီကောင်လေးဘယ်လောက်ပြည့်ပြည့်မလုပ်ဘူးဗျနော်ဘယ်လောက်ပြည့်ပြည့်မလုပ်ဘူးဒီရပိုင်းလေကောလာဟလာလူလူနော်တရင်စကားကြီးကျွန်တော်တို့ဖတ်ရတာကဘာလဲဆိုတော့မလာကငလျင်ကြောင့်ရလာတဲ့အလူငွေတွေကိုတို့မိသားစုစီးဖို့လို့အတွက်နော် Airbus ကိုခြေပြီးတော့ဝယ်လိုက်တယ်ဆိုတဲ့တဲ့ဒီလိုဝယ်လိုက်ခြင်းနဲ့အတူရုရှားမှာသွားပြီးတော့လှည့်ဝတ်ဆိုတာအင်ဝယ်တယ်ဆိုတဲ့တဲ့ပြေးမယ်ဆိုလို့ရှိရင်တို့ရဲ့ အတွဲစီတီးတန်းပေါ့ဗျာနော်ပူတင်ကိုသွားပြီးခြေစလုံးပဲပြီးပြေးမယ်ဆိုတဲ့တရင်ကိုကွာလာဟာလာလို့လို့နော်တရင်စကားလို့လို့ ਨੇ လိုက်ပေါ်မှာလဲကျွန်တော်တို့တွေ့ရတယ်ဆိုတော့မအလာကတော့သူကတော့ပြေးပေါက်တော့ချောင်းရင်ချောင်းနေပါပေါ့ဒါမဲ့ဘလောက်ပဲချောင်းချောင်းပါဒီကောင်းนี่နော်ရာဇွေပဲပြေးမလို့ပါဘူးပြီးသူကဒဏ်ခတ်တဲ့တံကိုဒီကောင်းนี่ခံရမှာပြီးသူကတို့ကိုခွင့်လွန်မှာမဟုတ်ဘူးနော်တို့ကိုကျွန်တော်တို့မြန်မာပြည်မှာတို့ကိုကျွန်တော်တို့မြန်မာပြည်သူတွေရဲ့လက်နဲ့တရားစီရင်ပြီးတော့တို့ရဲ့ကျူးလွန်တဲ့ပြစ်မှုတွေကိုကျွန်တော်တို့ကထိထိရရ အရေးယူကြမှာဖြစ်တယ်အရေးယူမှာဖြစ်တယ်အဲ့တော့ယနေ့နော်အရက်သားပြည်သူတွေအပေါ်မှာရရဆက်ဆက်နော်ဘုံကျဲတိုက်ခိုက်တဲ့ဒီကောက်နော်လဒါတွေလေဒါကတောင်နေမင်းတို့လည်းပြေးမလို့မင်းတို့လည်းအထက်ကခိုင်းလို့ပါဆိုပြီးတော့ပြောလဲမယ်ရမင်းတို့တွေကျူးလွန်နေတာဒီစိတ်ရာဆွဲမှုဖြစ်တယ်လူသားမျိုးနွယ်စုပေါ်ကိုကျူးလွန်နေရာဆွဲမှုဖြစ်တယ်နော်ဒါတွေဒီဘလို့မှခွင့်လွှတ်လို့မရဘူး တော့မင်းတို့တွေအကုန်လုံးကရေစုံမြေစုံကိုလိုက်ရှာပြီးတော့ပြည်သူတွေကဒဏ်ခတ်မှာပြည်သူတွေကရေလည်းပြစ်မှုပြစ်ကြံကိုပေးမှာအေးအဲ့ဒီနေ့တွေကလည်းတနေ့တနေ့နီးလာပြီဆိုတာတော့သိကြတယ်။ဘာကြောင့်လဲပြီးကြတဲ့နှစ်ရက်လောက်ကနော်တောင်ငူကေတုမကြီးလေတဲ့စကန်း Brave Warrior for Myanmar ကနေပြီးတော့ကင်လိုက်တဲ့တဲ့ရင်အဲ့ဒီမှာဆိုလို့ရှိရင် Jeff Victor Nasin နဲ့ Y18 Design နော်ဒူဘုံကြီးအစင်းနဲ့နှစ်ကောင်ဘူကြီးကနှစ်ကောင်အခြားစစ်တွေက6ကောင်ဒါပြတခြား KMB ကြောင့်နဲ့သူတို့ပြည့်စည်တဲ့ဟာတွေကရှိသေးတယ် ဲ့လိုသတင်းမျိုးတွေတခါယနေ့ကချင်ကိုကိုရီးယားကင်လိုက်တဲ့ဗစင်နှကောင်းဒီလိုသတင်းမျိုးတွေနဲ့ဗမော်ကိုဝိုင်းရံပိတ်ဆို့ထားတယ်ဆိုတဲ့သတင်းတွေနော်ကျွန်တော်တို့မော်ဖိုးကင်ကိုနိုင်ကပိုင်းနဲ့ပဲတိတ်လိုက်တယ်ဆိုတဲ့ပါတီတို့ဖတို့တွေရဲ့သတင်းတွေနော်ဒီဘက်ကရခိုင်သားခြေတွေကနေပြီးတော့နော်ဒီမှာတို့ရန်သူရဲ့ကြောက်ဖြူနော်ကာကင်းစကန်တွေကိုထပ်တိတ်လိုက်တယ်အင်္ဂဘူမှာစစ်တောင်းတွေထိုးနေတယ်ဆိုတဲ့သတင်းတွေတခါမြင်းကြံပါနော်ဟိုဘက်မှာကျွန်တော်တို့လူဦးတော်လိုင်းနဲ့အတူပောက်ခွာလာတဲ့ PDF တွေ LDF တွေကရန်သူတွေကို နေရာအနက်မှာဝိုင်းပြီးစော်နေတယ်ဆိုတဲ့သတင်းဒီလိုသတင်းတွေဒီလိုသတင်းတွေကိုကြည့်ချင်းအားဖြင့်ညပြင်းချင်းဒီမှာနေဖြစ်တယ်ဒါတွေကိုကြည့်ချင်းအားဖြင့်မအားလာရဲ့နော်နောက်ဆုံးနေ့ရက်ဒီကတော့မလွေအေကန်တနေ့တဲ့တနေ့တော့နီးလာပြီဆိုတာသိကြတယ်မလာသူ့ရဲ့စစ်တပ်အတိုင်းပိုင်းကနော်ဟန်ကိုပုံနဲ့နေနေရအဲ့ဒါကြောင့်မလို့လေသွေးယူသွေးတဲ့နဲ့မနေရနော်သူ့ရဲ့မီဒီယာမှာရှောက်ပြီးတော့ပေါက်လို့ဘယ်စားရှောက်ပြောတာပေါ့အဲ့ဒါကဘာကိုပြတယ်လဲဆိုတော့သူ့ရဲ့စီးရေးဆုံးရှုံးမှုတွေနော်အခြေအနေမကောင်းမှုတွေ ဒါတွေကိုသိကြားသိရတဲ့အခါမှာသူ့ရဲ့စိတ်ကနော်မယ်မဟုတ်တဲ့အခါမှာနော်စိတ်ဖောက်ပြန်ပြီးတော့စိတ်ဖောက်ပြန်ပြီးတော့ပုတ်တက်ကြရီပြောတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်နော်ဘာကြောင့်လဲရှုံးတဲ့ကောင်ကရှုံးမဲမဲပြီးတော့ရှင်းတဲ့ပြကိုပတ်ဝန်းကျင်ကိုလက်ညှိုးထိုးတာပဲအဲ့တော့သူ့ရဲ့အစာမကြေဆုံးကဘာတူလဲဒေါအောင်ဆန်းစုကြည်နဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အယက်သားအစိုးရတတော်စားမကြည်ရနော်သူကတနက်ထောက်ပြီးတော့သမရရာထူးတောင်းတယ်သမရကြီးဝင်းမြင့်နဲ့အမေဒေါအောင်ဆန်းစုကြည်ကမပေးခဲ့ဘူး तू ကနီးပေါင်းစုံနဲ့ကြိုးစားတယ်မပေးခဲ့တဲ့အခါမှာ तू အစာမကျဘူးအဲ့တော့မဖြစ်ညစ်ကြင်နဲ့မလုပ်ရတာဘာမှမရှိဘူးဆိုပြီးတော့ပြောင်ပြောင်တင်းတင်းပဲเนาะသူ့ရဲ့အဖေတန်းရွှေရေးခဲ့တဲ့2008ကိုမြောင်းခဲ့ပြစ်ပြီးတော့အာနာလုခဲ့ပြီးတော့တတန်းတိုးလာတာတတန်းတိုးလာတာရတဲ့အချိန်မှာဆိုဘယ်လောက်ရှိမလဲကြည်ကြည်အဲ့တော့ဒီကောင်လေးရဲ့ဗဇက်ဖျားမှာเนาะဘယ်လောက်ပဲပြောနေနေမြန်မာပြည်မှာဥပဒေမရှိဘူးမြန်မာပြည်မှာ constitution လည်းမရှိဘူးအဲ့တော့သူတို့လုပ်ချင်တာလုပ်နေတာအဲ့တော့ကျွန်တော်တို့ပြည်သူတွေအကုန်လုံးလွတ်မြောက်ဖို့เนาะဒီလူငယ်ရဲတွေကနေလွတ်မြောက်ဖို့ တကယ်ကိုကျွန်တော်တို့ရဲ့ဘဝတွေအနာဂတ်တွေလှပမှုဆိုတာကဒီကောင်တွေကိုကျွန်တော်တို့ကရအောင်ပြင်းပြီးတော့ဒီကောင်တွေဒင်းလို့ကင်းစင်မှာတို့ဘဝတွေလှပမယ်အဲ့တော့ဒင်းလို့ကင်းစင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ရန်သူကသူ့မှာ leader ရှိတဲ့အခါကျတော့အဲ့ဒီရန်သူရဲ့ leader ကိုကျွန်တော်တို့မဟာဗျူဟာမြောက်ရေးလဲလဲနှွာနိုင်ဖို့ကိုနော်ကျွန်တော်တို့တွေရေးလဲလဲစူးစမ်းနိုင်ဖို့လိုတယ်အဲ့တော့ရန်သူရဲ့ငှက်တိုက်တွေလက်ထတိုက်တွေနော်ပစင်းတိုက်တွေအဲ့ဒါတွေကိုအပြင်းပြင်းရှင်းနေနိုင်တဲ့နော် Brave Warrior for မြန်မာလူအဖွဲ့လေတခါဘယ်အဖွဲ့ကပဲရှင်းနိုင်ရှင်းနိုင်မှာနော်ဒါတွေကိုကျွန်တော်တို့ကများများထောက်ဖို့လုပ်ပြီးတော့နှက်ပိုက်ကြီးကိုနော်ကျွန်တော်တို့ဗမော်တိမဆောက်မဲနဲ့သူတို့ရဲ့ဌာနေပါတယ်နော်ကောင်းကင်ကိုပေါ်ကူမပြန်တက်ခင်ကျွန်တော်တို့ရှင်းနိုင်ဖို့မစ်ရှင်တွေများများဖော်နိုင်ဖို့လို့အတွက်နော် Brave Warrior for မြန်မာလူအဖွဲ့လေကိုကျွန်တော်ဝိုင်းပြီးထောက်ဖို့လုပ်ပေးကြပါတခါမြေပြင်မှာတကယ်တိုက်ပွဲဝင်နေတဲ့နော်ဗမာမျိုးသားတော်လည်းတက်တော့ BNR လို့နော်အဖွဲ့ကြီးနော်ဘုံနဂါတို့အဖွဲ့ကြီးနော်မောင်ဆောင်ကတို့ဦးဆောင်တဲ့ BBL လို့အဖွဲ့ကြီးနော်ကုသကြီးတို့ ဥဆောင်တဲ့အဖွဲ့တွေဘူမိုက်ကဲတို့ဥဆောင်တဲ့အဖွဲ့တွေဒါကကျွန်တော်တို့ကပ္ပစားတွေကိုနှွာခဲ့တဲ့နော်ဗမာအာဘီလိုအဖွဲ့တွေဒီလိုလက်တွေပြင်းပြမလှုပ်ဆောင်နေတဲ့အဖွဲ့တွေကိုနော်အဖွဲ့အကြီးငယ်များစွာရှိနိုင်ပါတယ်နော်ဒါတွေကိုကျွန်တော်တို့ကထိထိရောက်နဲ့ဝိုင်းကူပေးကြလို့ရှိရင်မဟာပြူအောင်ကျွန်တော်တို့စုံမမှုကိုရအောင်ယူလို့ရတယ်အဲ့လိုမျိုးကျွန်တော်တို့ကမြန်မြန်ထိထိရောက်နဲ့လုပ်နိုင်လေရန်သူကဥကျိုးလေရန်သူရဲ့ပြတ်သုံးမဲ့နေရက်တွေကပိုနီးလာပြီကျွန်တော်ရန်သူကပြတ်သုံးမှုနေရက်တွေပိုနီးလာလေကျွန်တော်တို့ကအောင်ပွဲကိုတနေ့တစ်နေ့ပို့ပြီးတော့နီးလာသည်လို့ကျွန်တော်တို့ကပြောလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းနော် တကယ်ကိုမြန်မာပြည်အနက်မှာနော်ကျွန်တော်တို့အာဇနီကိုဇီယာတော်တို့နော်ဆိုခဲ့တဲ့သချင်းရရလို့ပေါ့အကုန်လုံးထားကြအကုန်လုံးထားကဆိုတဲ့တိုက်ပွဲခေါ်တံများနော်ပေါ်ပေါက်လာရင်ဖြစ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းဘလို့ပုံစံမျိုးနဲ့ဝင်ပါလို့ရမလဲကြိုတင်ပြီးတော့ပြင်ဆင်ထားစီခြင်းနဲ့နော်ဖြစ်လာခဲ့လို့ရှိရင်ကျွန်တော်တို့ကနော်စစ်ရှောင်ဖို့ပဲမစင်စားပေးနဲ့ဒီဟာကိုကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုး လုတ်လို့ရမလဲပါဝင်လို့ရမလဲဒါကလက်ရှိအနေအထားမှာလည်းရန်သူကိုကျွန်တော်တို့ဘလို့နွာလို့ရမလဲဒါတွေကိုလည်းဝိုင်းဝန်းပြီးတော့ပါစီကျင်နေဥမာဆိုလို့ရှိရင်ရန်သူကိုကျွန်တော်တို့ကသွေးစွန်ွေတွေမပေးဘူးဒါတွေကိုလည်းထိထိရောက်နဲ့နော်သွေးမအေးပါနဲ့ထိထိရောက်နဲ့လုတ်စီကျင်နေညမပီယာဆိုတဲ့ဟာကရောင်းအားတွေထိုးချခဲ့ဘူးတဲ့ယနေ့အချိန်မှာညမပီယာရဲ့ရောင်းအားဘလို့ပြန်ဖြစ်သွားပြီလေနော်မျိုးနေပြီသူတွေကအေးဆေးဆေးညမပီယာလေးပောက်ပြီးတော့တလေးပုံးမှာအေးအေးအေးနဲ့ပြောနေတာလားနော်ဒါမှမဟုတ်လို့ရှိရင် ရန်သူရဲ့ထွက်ကုန်တွေကိုအားပေးနေပြီးတော့ရန်သူဘက်သောသားတွေကိုအားပေးနေပြီးတော့အချိန်တန်ကြာတော့မှကောင်းလိုက်ပြီဘာကြီးอ่ะအားရှိလိုက်ပြီဘာကြီးอ่ะဆိုပြီးတော့လုံနေတာလားယနေ့အချိန်မှာတော့ကျွန်တော်ပြည်သူတွေပြန်လဲပြီးတော့စမ်းစစ်စီခြင်းနဲ့စမ်းစစ်ပြီးတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ကလူတိုင်းကเนาะလက်နက်ကင်တင်ကျွန်မတော်လိုက်မှာတော်လန်နိုင်မှာပေါ့လက်နက်မကင်နိုင်လို့ရှိရင်ကျွန်တော်တို့ကတခြားရန်သူရဲ့เนาะစီးပွားရေးစစ်မြေတာလူမှုရေးစစ်မြေတာရန်သူရဲ့အုပ်ချုပ်ရေးရန်တွေကရန်သူရဲ့စိတ်ဓာတ်စစ်စီဒီအရာတွေကိုရိုက်ချိုးဖို့လို့အတွက်เนาะဒီအရာတွေကိုထိုးစစ်ဆင်ဖို့လို့အတွက် ဒီနေရာမှာကျွန်တော်တို့ပြည်သူတွေအနေနဲ့အကုန်လုံးပူးပေါင်းပါဝင်လို့ရတယ်။ဒါကရန်သူကအခုဆိုလို့ရှိရင်ဝါဒဖြန့်ချေရန်နေရာတွေနဲ့နော်သူတို့စစ်ရှုံးနေတဲ့ဟာဥပမာဆိုလို့ရှိရင်သူတို့တပည့်ရမဆိုသူတို့ရဲဆက်ဆက်လုပ်ခဲ့တာရှိတယ်။ဒါကိုဖုတ်ဖို့လို့အတွက်သတင်းတူတွေပြန်တင်တာနော်တခါအခြေမြင့်မရှိတဲ့ပေါ့လို့ဘဲစားတွေလိုက်ပေါ်မှာရန်ဖြစ်တဲ့ဟာတွေကိုပြန်တင်တာနော်ပြည်သူတွေကိုအာယုံလွှဲဖို့ဂျိုးစားတာသတင်းပန်တွေကိုဖုံးပြဖို့ဂျိုးစားတာဒါတွေကိုလည်းလှုပ်လာတာကိုမြင်ရတဲ့အချိန်မှာကျွန်တော်တို့ပြည်သူအရောက်ချင်းစီတိုင်းကလည်းအနည်းဆုံးတော့အသိလေးသတိလေးနဲ့နော်ရန်သူဘက်ကနေပြီးတော့နော်ဥပမာဆိုလို့ရှိရင် ဟိုသူတို့ဘက်ကဘောမလော်ဘီတွေကတချက်ကလေးလီလေပြလိုက်တာနဲ့အဲ့ဒါကိုဝိုင်းပြီးတော့ပုတ္တမပုတ္တမဆိုပြီးတော့ဝိုင်းပြီး share တဲ့ထဲမှာကိုယ်တွေမပါဖို့နော်သိတယ်မလားတခါကျန်သူဘောမတွေဘက်ကပြောလာလို့ရှိရင်ဟိုဟာလေးနည်းနည်းလောက်ပြောလိုက်တာနဲ့ကိုယ့်ဘက်ကလူတွေကဝိုင်းပြီးတော့မ share ဖို့ဒါမျိုးကအစကျွန်တော်တို့ဒေါ်လာရေးအသည့်ဒေါ်လာရေးသတိရှိရှိနဲ့နော်လှုပ်ဆောင်ကြဖို့လူတို့လူလှုပ်ဆောင်ကြဖို့လူတို့လူရန်သူကရွယ်ချက်ရှိရှိနဲ့လွှတ်ထုတ်လိုက်တဲ့သတင်းမာတွေရှိနိုင်တယ်ရန်သူကရွယ်ချက်ရှိရှိနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့နော်အာယုံကိုပြတ်ယွင်းသွားအောင် လုံမဲ့ဟာတွေရှိရင်ရှိနိုင်တယ်နော်ဥပမာဆိုလိုင်းပေါ်မှာရံဖြစ်ကြတဲ့ဟာမျိုးတွေနော်လိုင်းပေါ်မှာပြည်သူကဘာတွေကိုပို့ပြီးစိတ်ဝင်စားနေဘာတော့ training ဖြစ်ပြီးတော့သတင်းစစ်သတင်းမှန်တွေကိုဖုံးသွားမလဲဥပမာဆိုလို့ရှိရင်ဒီနေ့ KIA ကိုကိုကချင်ကိုကိုတွေကနေပြီးပဇင်းကင်လိုက်ပြီးလို့ရှိရင်ကယ်လင်ဒါကျဒီသတင်းကိုဖုံးဖို့လို့သူတို့ဘာတွေလုပ်လာမလဲဘလို့ကောလာဟာလာတွေလွှတ်လာမလဲကျွန်တော်ပြည်သူတွေစောင့်ကြည့်နော်နာဒမ်မောပါနာဒမ်မောပါနော်နရိုင်းနော်ရိုစီအောနော်ဒါလီဇောပါနော်ဒါတွေကိုကျွန်တော်တို့ပြည်သူတွေကကိုယ့်ရဲ့အသည့်ကိုယ့်ရဲ့တတိနဲ့ကျွန်တော်တို့ တော်လိုင်းရဲ့သတင်းတွေလိုင်းပေါ်မှာဆိုလို့ရှိရင်လည်းလွှမ်းမိုးထားနိုင်ဖို့အဲ့ဒီမှာလည်းသတင်းစစ်သတင်းမှန်တွေဖြစ်ဖို့လို့နော်ကျွန်တော်တို့ဒါကူလည်းပြည်သူတွေအယောက်ချင်းစီတိုင်းကိုလည်းသတင်းပေးခြင်းနဲ့ဘာကြောင့်လဲဆိုတော့တစ်ခါတစ်ခါကြားလို့ရှိရင်ကျွန်တော်တို့ဒေါ်လာရေးရဲပေါ်တွေနော်လိုင်းမရတဲ့ခါကြီးရှိတတ်တယ်ဆိုတဲ့ဟာတွေလည်းကျွန်တော်တို့ကြားမိတယ်နော်ကြားမိတယ်ဆိုတော့တကယ်လို့ညံကိုဘကပြည်သူတွေကနေပြီးတော့ရန်သူရဲ့လေကြောင်းသတင်းတို့ရန်သူရဲ့စစ်ကြောင်းလှုပ်ရှားမှုသတင်းတို့အဲ့ဒါတွေကိုပြည်သူရင်ခွင်တို့ပြည်သူဘန်းတိုင်းတို့နော်ဒီဟာတွေကိုသတင်းပေးဖို့ချင်း ရန်သူရဲ့လှုပ်ရှားမှုတွေကိုမြို့ပြပျောက်ကြားတွေကိုအတိပေးခြင်းနော်တခါရန်သူရဲ့လေချောင်းတွေလေးလေးပဲချိန်မှာတက်တယ်ထောက်ဖို့လမ်းကြောင်းတွေကဘလို့သွားတယ်ဒါတွေကိုကျွန်တော်တို့ကနော်ဒါတွေကိုကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေကြားထဲမှာအချင်းချင်းပုံမှုပြီးတော့ဝေမျှကြဖို့ရည်ကြီးပါတယ်ဒီလိုဝေမျှမှာသာဆိုရှယ်မီဒီယာဆိုတာကဝေမျှတဲ့လူများလေမျှဝေတဲ့လူများလေပို့ပြီးတော့သူကတက်လေ reach ကတက်လေအဲ့တော့တကယ်လို့မြန်ကျွန်တော်တို့အရင်များအဖက်မြန်ဟိုဘက်ကနော်ဘောမနော်အုပ်စုတွေရဲ့ဟာတွေကိုကျွန်တော်တို့ကတို့ကတခေါက်လောက်လေးကိုယ့်ဘက်ကိုနော်ဟက်တီစင်မဲ့စကားလေးပြောလိုက်တာ ਨੇ why me share ကြမယ်ဆိုလို့ရှိရင် ဒါတို့ရဲ့စိတ်ချစစ်စီရင်းနဲ့ဝါဒပြန့်ချီရင်းနဲ့ကအောင့်မြင်တာပဲနော်အဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကလောင်ပြီးတော့ပဲဖြစ်ဖြစ်အနေဆုံးနော်သဘောမတူလို့ပဲဖြစ်ဖြစ်တို့ကိုလူရမသွင်းခြင်းအဖြစ်အဖက်မလုပ်ခြင်းအဖြစ်ကျွန်တော်တို့ကဘွိုင်းကောက်ထိထိရောက်နေတို့ကိုကျွန်တော်တို့ဖယ်ရှားရှင်းနေပြီးတော့ကော့ဘက်ကသတင်းမှန်နေသတင်းစစ်တီအဲ့ဒါတွေပို့ပြီးတော့ reach ဖြစ်အောင်လုပ်ပေးဖို့တိတ်ရေးကြည့်ပါတယ်ဥမာဆိုလို့ရှိရင်ကျွန်တော်တို့ဦးစားဘက်ကံပိတ်လို့ဟာမျိုးနော်ရပ်ပေါင်းများစွာကြပြီ reach ကလည်းနော်ဒီဘိန်းကထုလိုက်စိတ်ဘိန်းကထုလိုက်နဲ့ reach ကမရှိဘူးတို့ရဲ့ရရှိမှုအလူငွေနော်အနေထားဆိုလို့အချိန်မကောင်းဘူး ဲ့တော့ခုနကလူဘောမှာတစ်ဖက်ပိတ်ဒီဘက်ကိုနော်ကျွန်တော်တို့အဲ့ဒါတွေကိုကျွန်တော်တို့ကလက်လူရှုပ်ပြီးတော့ဘလော့ပြီးတော့ဒီဘက်ကကိုယ့်ဘက်ကတကယ်အမှန်ကန်လုံးမဲ့သူတွေကိုကျွန်တော်တို့ကမြေတောင်အနည်းဆုံးအလိုမျိုးမြှောက်ပြီးလို့ရတယ်အဲ့တော့ကျွန်တော်ဒီဒေါ်လာကြီးအောင်ဖို့ဆိုလို့ရှင်ဥဆောင်တဲ့သူရဲ့ကောင်းမွန်သောဥဆောင်မှုနဲ့ပြည်သူအားလုံးရဲ့ပါဝင်နိုင်မှုနော်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ကဟန်ချက်ညီနဲ့ချိတ်ဆက်ပြီးတော့လှုပ်ဆောင်အောင်ဖြစ်တဲ့အတွက်ကျွန်တော်ပြည်သူတွေရောက်ချင်းစီတိုင်းရတယ်မိမိရဲ့အသိစိတ်တဲ့နဲ့မိမိရဲ့တတိနဲ့နော်ရန်သူကိုခွန်အားဖြစ်စေမယ့်အရာဘာမှမလုပ်ချင်းเนาะတည့်ရေးကြည့်ပါလေအဲ့ဒါကိုကျွန်တော်တို့ ရှောင်ကျင်ခြင်းကျွန်တော်ဒေါ်လိုင်းအစမှာဆိုလို့ရှိရင်ကျွန်တော်တို့နော်တပိတ်မောက်ခြင်းတို့လူမျိုးပြစ်ဒဏ်ပေးခြင်းတို့တိုက်ပြီးတော့ခေါ်အားကောင်းခဲ့ပါတယ်ရတဲ့အချိန်မှာလည်းကျွန်တော်တို့လုံနိုင်တဲ့လောက်လုပ်ခြင်းအဖြစ်ဒီဒေါ်လိုင်းရဲ့အစကလေးကနော်ကျွန်တော်တို့စစ်ကောင်စီကတော်လန်နေတဲ့သူတွေနဲ့သသားလိုက်ရှိကြအောင်ပြလို့ရပါတယ်ဒါကရန်သူတွေကိုကျွန်တော်တို့ကနော်ငါတို့ကတော့မင်းတို့တသက်မမေ့ဘူးဟေ့ဆိုတာကိုဒီပါဇက်လေးကမဟုတ်ဘဲနဲ့အလုံနဲ့တက်တည်ပြလို့ရပါတယ်။နော်အဲ့တော့ဒီနေ့ကျွန်တော်ပြည်သူတွေပြန်လည်ဆန်းစစ်ပါ။မိမိကပေးလိုက်တဲ့ပတ်စံဒီရန်သူရဲ့လက်ထဒီ နော်ပစင်းနေငှက်ဒီစီဘိုးဖြစ်သွားမယ်မိမိပေးလိုက်တဲ့ပတ်စံဒီရန်သူကကိုယ်ပြည်သူတွေကိုပြန်ပြီးတော့နော်တိုက်ခိုက်မယ်တိုက်ခိုက်မယ်ကြည်စံဘိုးတွေနှာခမ်းဒီတော်ဘိုးတွေဖြစ်သွားမယ်ဒါကိုလည်းကျွန်တော်တို့သတိရှိရှိနဲ့ကျွန်တော်တို့ရန်သူရဲ့ truck ကုန်ဒီသပိတ်ပေါက်ရှင်းဆိုတဲ့ဟာကိုအရှိန်အဟုန်ကောင်းကောင်းနဲ့ကျွန်တော်တို့လုဆောင်နိုင်ကြဖို့လိုပါတယ်ဘယ်သူမှမစခင်မိမိကိုယ်ကိုမိမိစပါနော်ဘာလို့မှမသိဘူးငါညီမဘီယာလေးတပူလောက်တော့ခိုးတောက်လိုက်မယ်ဆိုတာမျိုးထက်နော်ငါကနေစပြီးတော့နောက်လူတွေကိုပြန်ပွားစေရမယ ငါကနေစပြီးတော့ပတ်ဝန်းကျင်ကိုငါတို့စီယုံရေးလုပ်မယ်စီလုံးရေးလုပ်မယ်ငါကနေစပြီးတော့အပြုသဘောစိတ်ဓာတ်တွေနဲ့ဒီတော်လိုင်းကိုအောင်ကိုအားမယ်ဆိုတဲ့မမိတ်မတုံစိတ်ဓာတ်နဲ့ရန်သူကိုစော့မယ်အဲ့တော့ကျွန်တော်တို့ကရန်သူကိုစော့ရဲဆိုတာကစိတ်ကူးရင်နေတာတခုတည်းမဟုတ်ဘူးလေကျွန်တော်တို့ကယနေ့အချိန်နော်ဒီလိုမျိုးအောင်ပွဲတွေရအောင်လုပ်ပေးဖို့လို့အထွတ်ကျွန်တော်တို့ရဲ့ပြည်သူတွေဂျန်စီးတွေကမြေပြင်မှာလက်တွေတိုက်ပွဲဝင်နေတယ်တိုင်းသားလက်နက်ကြောက်ပွဲတွေကသူတို့ကလက်တွေတိုက်ပွဲဝင်နေတယ်သူတို့တော်မှာအသက်ပေးပြီးတော့မြေပြင်မှာတောတောင်တွေထဲမှာ နှစ်ပေါင်းများစွာရက်ပေါင်းများစွာလပေါင်းများစွာရာသီဥတုကံလုံးခန္ဓာအစင်းရခန္ဓာအနာဂတ်ကိုစွန့်နေအသက်ကိုပေးပြီးတိုက်ပွဲဝင်နေကျွန်တော်တို့ရဲ့ပြည်သူတွေကတို့ရဲ့နော်ပဲတမုံစာညူတမုံစာလောက်လေးရှိတယ်အရာတွေကိုပို့ပြီးတော့တိတိယောက်လုံနိုင်အောင်ဖြစ်ပါလေဒါကလည်းယနေ့အသစ်တပံပြန်လည်ပြီးတော့တိုက်တွန်းနှိုးဆော်လို့တယ်ဒီဒေါ်လာရဲ့ကြီးအမို့ဆိုတာကနော်ကျွန်တော်တို့ရန်ကုန်မှာနေတဲ့လူတို့ကမန္တလေးမှာနေတဲ့လူတို့ကအေရဝတီမှာနေတဲ့လူတို့ကကချင်မှာနေတဲ့လူတို့ကဂရိမှာနေတဲ့လူတို့ကချင်းတောင်ကအကုန်လုံးစုပေါင်းပြီးတော့ အဖက်ဘက်ကနေပြီးတော့ရန်သူကိုဝိုင်းပြီးတော့ထိုးနှက်ပြီးတော့ဝိုင်းရန်သူကိုလုံးဝအနာမပေးဘဲနဲ့နှီးပေါင်းစုံနဲ့တော်လန်တက်ခတ်ပြီးတော့အဆုံးသက်တက်ခွဲကိုသွားကြမှာဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့တင်ပြခြင်းနဲ့အဲ့တော့တကယ်ကြည့်ကြည့်လိုက်ရန်သူကိုကျွန်တော်တို့ကနေ့စဉ်နော်နှွာနေဖို့ဆိုတာကအဓိကတော့မဟာပြော်မြောက်တွေကျွန်တော်တို့ကထိုးစစ်စင်ဖို့ပဲမဟာပြော်မြောက်တွေထိုးစစ်စင်မယ်ဆိုလို့ရှိရင်နံပါတ်1နော်ရန်သူကအခုလောလောဆယ်ဆိုလို့ရှိရင်တို့ရဲ့မဖြစ်မနေစစ်မှုတန်းဥပဒေကြောင့်နော်အပတ်စဉ်14လောက်အထိကိုရောက်သွားပြီအဲ့တော့ရန်သူကမဖြစ်မနေစစ်မှုတန်းဥပဒေကိုအကောင့်ထဲပေါ်နေတဲ့ဟာကို ဘာတူတွေကြောင့်ကျွန်တော်တို့ကနော်ဘလိုတွေ follow ရနေရလဲရက်ွက်တဲ့ကလမ်းမှုကြောင့်လားစိန်မှုကြောင့်လားယာယီမှုကြောင့်လားရဝတာဥက္ကဋ္ဌကြောင့်လားနေထင်းရဲကြောင့်လားစကမ်းမှုကြောင့်လားမိသက်မှုကြောင့်လားကြက်ချင်းကြီးအယောင်ဆောင်လာတဲ့ကောင်ကြောင့်လားပရာဟိတအယောင်ဆောင်လာတဲ့ကောင်လားဒီတရေဒီတရေတွေကိုကျွန်တော်တို့နော်ဒီဘက်ကတော်လေရဲဘော်တွေရှိကိုထောက်လေတရေအနေနဲ့လှမ်းပြီးတော့ပို့ပေးပြီးလို့ရှိရင်တရေချစားစစ်စစ်ပြီးလို့ရှိရင်လုံနိုင်ကင်နိုင်ဇွမ်းရှိတဲ့သူတွေကလုတ်စရာခိုက်စရာရှိတာတွေကိုသူတို့ကလုတ်ကြမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကလည်းဒီလိုပါဝင်လို့ရတယ်အ ਨੇ ဆုံးတော့တရေအချက်လက်အနေနဲ့ပါဝင်လို့ရတယ် အ ਨੇ ဆုံးတော့ကျွန်တော်တို့ရဲ့ပတ်စံတွေငွေကြေးတွေကိုတို့ရှိကိုမရောက်သွားအောင်အ ਨੇ ဆုံးတော့ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေခွန်အားတွေကတို့ရှိကိုမပါသွားအောင်ကျွန်တော်တို့လုပ်လို့ရပါတယ်နော်တခါနံပါတ်2အနေနဲ့ကရန်သူရဲ့ငှက်တိုက်တွေနော်လရတိုက်တွေကိုကင်းတဲ့ကိစ္စကျွန်တော်တို့ဒီဒေါ်လာရေးထဲမှာဆိုလို့ရှိရင် Brave Warrior for Myanmar လို့ဟာမျိုးကတကယ်ကိုငှက်တိုက်တွေကိုပုံမှန်ကင်းနေနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့တို့လိုအဖွဲ့တွေကိုကျွန်တော်တို့ကညဝိုင်းဝိုင်းပြီးတော့များများလေးမြေတောင်မြောက်ပေးခြင်းအဖြစ်နော်တိုင်းလာလနဲ့ကကြောက်ဖွဲ့ကြီးတွေကလည်းဝိုင်းပြီးတော့မြေတောင်မြောက်ပေးခြင်းအဖြစ်နော်ရန်သူကိုကျွန်တော်တို့ကထိထိရအောင်မဟာပြော်များ လောင်မှုယူလို့ရတယ်။တခါရန်သူရှိမှခဲရမိကြောင့်မရှိတော့လို့ရှိရင်ရန်သူရဲ့လက်နက်ဆိုတဲ့အရာတွေကဒုဒ္ဒတာပဲ။အဲ့တော့ကျွန်တော်တို့ကပ္ပစလိုဟာတွေကိုကျွန်တော်ဝိုင်းတီးဖို့ဝိုင်းနွားဖို့အဲ့တော့ကပ္ပစလိုဟာမျိုးတွေဆိုပြီးခဲ့တဲ့လပိုင်းတွေကဆိုလို့ရှိရင်ဗမာအာမီကနော်နွားခဲ့တဲ့တပ်တွေရှိတယ်တရင်တွေရှိတယ်။သူတို့လိုအဖွဲ့တွေအဲ့ဒီကပ္ပစဝင်းကျင်ဒေသမှာရှိတဲ့နယ်မြေကန် local အဖွဲ့တွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့မြေတောင်မြောက်ပေးခြင်း နော်သူတို့တွေကဘာလုပ်နေလဲဆိုတော့ယနေ့ချိန်မှာတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကြီးတွေလည်းသိနေပြီဖြစ်တယ်။သူတို့တွေကိုကျွန်တော်တို့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကြီးတွေကမဟာဗျူဟာမြောက်ဥစာမှုပေးပြီးတော့သူတို့တွေကိုမစ်ရှင်တွေကိုဖော်ဆောင်ဖို့လို့လမ်းညွန်ထင်းကြောင်းညွှန်ကြားပေးခြင်းတက်ဆင်ပေးခြင်းနော်နံပါတ်၄အချက်အနေနဲ့ကစစ်ကောင်စီရဲ့နောက်တန်းစစ်ခနာချုပ်တွေနော်ပြီးခဲ့တဲ့ရက်ပိုင်းကဆိုလို့ရှိရင်ကျွန်တော်တို့ဗခုတ်ကူမှာဆိုလဲတွေ့လိုက်ရဲ့နော်နောက်ထပ်နောက်တစ်ခါကျတော့နောက်တစ်မြို့နော်တွေ့လိုက်ရဲ့နော်ရန်သူရဲ့နောက်တန်းစခန်းတွေတမဆာနာချုပ်တွေတရင်ဌာနချုပ်တွေတိုင်းစစ်ဌာနချုပ်တွေကိုအနာမပေးဘဲနဲ့နော်ဒရုန်းနဲ့သွားကျဲတာတွေရှိတယ် ရှော့တိုက်တုံးနဲ့ပြတ်တာရှိတယ်။နော်တရားခွန်မမတွေနဲ့ပြတ်တာရှိတယ်။ရန်သူကိုရှေ့တန်းမှာကောနောက်တန်းမှာကောလုံးဝအနာမပေးဘဲနဲ့ကြီးလန့်စာစားတစ်ချင်လုံးဖြစ်အောင်စိတ်ကြရေးရရကောတို့ရဲ့နော်ရုပ်ဝတ္ထုတွေနော်ပြုတ်ပြုတ်ပြုံးအောင်ပုံမှန်လုပ်ပေးနေခြင်းအဖြစ်နဲ့မာဗျူအမြောက်ကျွန်တော်တို့ကအသာစီးလို့ရတယ်။နံပါတ်5အချက်အနေနဲ့ကနော်ရန်သူရဲ့ဆက်သွယ်ရေးကွန်ရက်တွေတေပို့ဆောင်ရန်နေရာတွေကိုနော်ဖြတ်ခြင်းအဖြစ်ရှင်းခြင်းအဖြစ်နော်ရန်သူကအလွယ်တကူစစ်ကိုပို့လို့မရတာအလွယ်တကူလက်နက်ရိက္ခာတွေပို့လို့မရတာဒီလိုမျိုးတွေကိုကျွန်တော်တို့လှုပ်ဆောင်နိုင်ကြဖို့တိတ်အရေးကြီးတယ်ဆိုတာကိုတင်ပြလိုက်ရချက်ပါတယ်။ ဲ့တော့ယနေ့ကတော့အောင်တဲ့ရင်နဲ့အောင်ချင်းမင်္ဂလာရင်နဲ့အောင်တဲ့ရင်ကြီးကြားတဲ့ခါကျတော့တိတ်ပျော်မိတယ်ဒီအပျော်တွေကိုလည်းကျွန်တော်တို့ပြည်သူတွေလည်းတကယ်ကိုပျော်ပြီးတော့ဝေမျှနေကြကျွန်တော်တို့တွေ့မိတယ်ဒီလိုမျိုးတွေအောင်မြင်မှုတွေရဖို့ဆိုတာကတကယ်ကိုလက်တွေ့လှုပ်ဆောင်နေတဲ့သူတွေရှိပြီးတော့အဲ့ဒီတကယ်လှုပ်ဆောင်နေတဲ့သူတွေရှိကိုကျွန်တော်တို့ကအမှန်တကယ်ကိုထောက်ဖို့တွေနဲ့နော်ထောက်ဖို့ဆိုတော့မစိတ်ကြပိုင်းဆိုင်ရာကောငွေကြေးပိုင်းဆိုင်ရာကောနှီးပေါင်းစုံတဲ့တရင်ပိုင်းဆိုင်ရာဝိုင်းဝန်းလှုပ်ဆောင်ပြီးတော့ဒီဒေါ်လာရေးကတကယ်ကိုအောင်ကိုအောင်မှာဖြစ်တယ်ဆိုတာကိုပြောကြရင်လည်းအရေးတော့ဘုံမဟုတ်ချအောင်ကိုအောင်နေပြီ အောင်ရမည်အောင်ရမည်အောင်ရမည်နောက်တရားတစ်ခုကတော့ကျွန်တော်တို့ရွေးစရာမရှိဘူးကျွန်တော်တို့မှာတော်လည်ရေးမှာအောင်မြင်မှုကိုအရယူခြင်းမှာတပါအခြားမရှိကျွန်တော်တို့မြန်မာပြည်သူတွေအကောင်လုံးအကုန်လုံးကလည်းတကောင်တည်းလည်းညံ့မနေတော့ဘူးတခါကျွန်တော်တို့နော်မြန်မာပြည်သူတွေအကုန်လုံးရင်ဆိုင်နေရတာဒီခေတ်အဆက်ဆက်မှာအဆိုးဝါးဆုံးစစ်အာဏာယူအာဏာရှင်စနစ်ဖြစ်နေတဲ့အခါကျတော့ဒီကောင်တွေကိုကျွန်တော်တို့နှိုးတော်လည်အစမှာကဲ့သို့ထပ်မှန်ပြီးတော့ကျွန်တော်တို့ပြည်သူတွေနော်မြန်မာပြည်အနှက်ကနေပြီးတော့ ဒေါ်လာရေးအသည့်ဒေါ်လာရေးသတိရှိရှိနဲ့အချိန်တန်လို့ရှိရင်เนาะကျွန်တော်တို့လုတ်เสียကိုင်းเสียရည်ရှိလာလို့ရှိရင်ငါလဲပါမယ်ငါတို့လဲပါကိုပါရမှာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့အောင်မြင်သတိရလေးရဲ့အရောက်ချင်းစီတိုင်းဒီအရေးတော်ပုံတက်တာဒီဒေါ်လာရေးကြီးကငါနဲ့လဲဆိုင်တယ်ခမားနဲ့လဲဆိုင်တယ်အားလုံးနဲ့ဆိုင်တယ်ဆိုတာကိုလည်းကျွန်တော်တို့ပြန်လဲဆင်ကျင်ပြီးတော့เนาะဒီဒေါ်လာရေးကြီးမှာကျွန်တော်တို့တွေပြည်သူတွေအနေနဲ့လဲလုတ်လို့ရတာကိုလုတ်ကြပါเนาะပါဝင်လို့ရတာကိုပါဝင်ကြပါเนาะငွေကြေးအပြည့်ပါဝင်ပါ ဒါကရန်သူကိုသွေးစွန်ငွေတွေမပေးဖို့ကိုယ့်ရဲ့ပတ်စံတွေကရန်သူအတွက်ကိုနော်ကြီဘိုးတွေမဖြစ်သွားအောင်လို့ရန်သူရဲ့ထွက်ကုန်တွေကိုတပိတ်မဖို့ဒါကရန်သူရဲ့ဘောမတွေကိုကိုကသွားပြီးတော့အားပေးပြီးလို့ရှိရင်တောတောင်တွေထဲမှာယနေ့ဒေါ်လာရေးတွေအသက်ပေးသွားတဲ့အားစံတွေထောင်ရံနေကြားထဲမှာရှိတဲ့သူရဲကောင်းတွေမြန်မာပြည်အနောက်ပြည်မှာဒေါ်လာနေတဲ့တရဲကောင်းတွေကိုကိုကသစ္စာဖောက်မိရာကြမလားဆိုတဲ့စင်ချင်အောင်မြင်မှုနဲ့အတူကျွန်တော်တို့ဒီအရေးတော်ပုံကြီးအောင်မြင်ဖို့တော့အားလုံးစုစုစည်းစည်းညီညွတ်ညွတ်နဲ့လက်တွဲပြီးတော့အောင်မြင်မှုကိုအရယူကြပါစို့လို့ထပ်မံပြီးတော့တိုက်တွန်းနှိုးဆော်အပ်ပါတယ်